တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတွင်းကာလဟာထူးခြားသောကံအပြောင်းလဲနဲ့တိုးတက်မှုတွေရှိနေမယ်။ရှင်မန်းချက်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့အောင်မြင်မှုတွေကိုဖန်တီးနိုင်မယ်။ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားအကျန်းစီရည်ရွယ်ချက်တွေကိုဆောင်ရွက်သမျှထွန်းထုတ်ပေါက်ပေါက်နဲ့အစီအပြောင်းလုပ်နိုင်တဲ့ကံခွင်လန်းတဲ့ဘဝအခြေအနေတွေကိုကြုံတွေ့နေရတယ် လုပ်ငန်းမရှိသူလုပ်ငန်းရရှိသူတိုးတက်မှာဒီကာလအတွင်းမှာဆုံးဖြတ်လိုက်တဲ့ကိစ္စမှန်သမျှအထူးအဆင်ပြေသွားမယ်မိကောင်းဆွေကောင်းတိုးပွားမယ်ဘဝနေထိုင်တိုးတက်အောင်မြင်မှုကိုရရှိမယ်အားရနေ့မှာလုံသမျှကြံစီသမျှအောင်မြင်ခြင်းကိုကြုံမယ်၁၆ရက်နေ့မှာအလုတ်တိုးချဲ့ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကြုံမယ်အဲ့ဒီကမဟာစကြာတဲ့နေဖြစ်တယ်အဲ့ဒီမနေ့စေနိုင် 42မိနစ်20ခန့်မှာတကြံတက်မယ်အဲ့ဒီတကြံတက်ချိန်မှာကုသကောင်းမှုတစုံကြံလို့ရင်လေအထူးခြားတဲ့တက်လန့်လေးတွေရနိုင်တယ်16ရက်နေ့ညစန်းတရက်နေ့အဲ့ဒီကထူးခြားတဲ့အပြောင်းလဲတွေနဲ့တက်လန့်တွေကိုဖန်တီးခွင့်ရှိတယ်ကုသကောင်းမှုပြုရင်ပဏာကောင်းတဲ့နေ့တစ်ခုဖြစ်တယ်အလုံးချန်စီတဲ့အောင်မြင်မယ်ဒါပေမဲ့မတော်တဆတိကိမှုအန္တရာယ်ကိုသတိထားမယ်လူလေးယောက်တူချီသွားခြင်းကိုရှောင်ကျင်ရမယ်အဲ့ဒီမှာ အရှိတောင်ရက်ကိုတည်သွားစဉ်နေရှိလက်တဲ့အချိန်ကာလအဖြစ်ညနေ3နိုင်တဲ့4နိုင်ခွဲတွင်သွားလာနေတိုင်းကြွဆက်ရမယ်။ဆက်ရှိရနေ့အဲ့ဒီမှာရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖုန်ချင်းခီးကိစ္စအဆင်ပြေခြင်းနဲ့အပြောင်းလဲတိုးတက်ခြင်းတွေရှိမယ်။အဲ့ဒီမှာတောင်ရက်ကိုတည်သွားစဉ်နေရှိတတ်တယ်။နေစရနိုင်တဲ့တနင်္ဂနွေတွင်သွားလာနေတိုင်းကြွဆက်ရမှာပေါ့။၁၉ရက်နေ့မှာတော့ ြောင်းလဲခြင်းနဲ့တိုးတက်ခြင်းကံကောင်းမဲ့လူမျိုးခွဲချိုးပေးမယ်20ရက်နေမှာငွေရေးကြေးကံလုပ်ငန်းကံစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ရဲ့နှစ်သာရကိုရမယ်တပတ်တာအတွင်းကြာသာပတိနေဗုဒ္ဓနဲ့အင်္ဂါနေ့မွေးသူတွေကောင်းချိုးပေးပြီးတော့တနင်္လာသောကြမွေးသူများကြောင့်စိတ်နှောက်ရှေရှိတတ်တယ်369ငန်းနဲ့ချိုးပေးတယ်အပြာရောင်ဒီအောင်ချက်သွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်လောက်ကဲသမျှဆောင်ရွက်သမျှအောင်မြင်တိုးတက်မှုနဲ့ကံမြမမှုတွေကို ရရှိမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာကောင်းခြင်းကံကြမ္မာများရစေရန်ရွှေရင်အေးလှူဒန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ယင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းချက်စစ်တရားမြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတော့ မိမိစာနာရည်ရွယ်ချက်တွေလောက်ကင်ချိုးပေးနိုင်တယ်အလုံးသည့်နေရာသည့်ဝင်းကျင်သည့်တွေစတင်ရမယ်လုပ်ငန်းအောင်တွေရပ်ပြီးသစ္စာချင်းတက်လွယ်သောလမ်းကြောင်းနဲ့တိုးတက်မှုတို့ကိုဖန်တီးနိုင်ခြင်းအိမ်ပြေအိမ်ဆောင်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုပြင်ခြင်းပြင်ဆင်ခြင်းတွေလုပ်ဖြစ်နိုင်မယ်ဤကဲ့သို့လုပ်ပြီးထူးခြားစွာကောင်းတဲ့ကံတွေလည်းကြုံတွေ့လာနိုင်မယ်နေရာထားသို့ပြောင်းလဲပြုပြင်ခြင်းအစဆောင်ရွက်ခြင်းကိုလောက်ကြရမှထူးခြားတဲ့ကံတွေတွေပေါ်လာမယ်။အပင်းဆောင်ရွက်လိုက်တဲ့ကိစ္စတွေက ကောင်းသောကျိုးဆက်တို့ကို19ရည်နေမှာစပြီးကြုံမယ်။အဲ့ဒီနေ့မှာဆုံးဖြတ်ချက်အလုံးစုံမှန်းမယ်။16ရည်နေမှာရပိုင်ခွင့်နဲ့လဲဝယ်ပြန်ရခြင်းနဲ့တိုးတက်ခြင်းကြုံမယ်။အဲ့ဒီနေ့ကမာသကြံတက်နေဖြစ်တဲ့သကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်နဲ့20စက္ကန့်ချိန်မှာကုသိုလ်ကောင်းမှုလေးတွေပြုပါထူးခြားတဲ့ကောင်းခြင်းကံတွေကိုဆုတောင်းရဆုတောင်းပြနေပါလေ။၁၉ရက်နေ့၂၃ရက်နေ့အဲဒီမှာ လုပ်ငန်းကံစီးပွားကံတွေမှာကောင်းတယ်ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်အရဝင်းနဲ့ကောင်းသောဆက်သွယ်ရှိမယ်အရှိတောင်ရကုန်တည်သွားစရာနည်းရှိတတ်တယ်လူလေးယောက်တူဘောခီးသွားခြင်းရှောင်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြအသွာလာသတိထားရမယ်ဆက်ရှိရနေ့ရံပတိပက္ခရင်နဲ့ရှင်ပြီးလုပ်ရမယ်သူတစ်ပါးကြောင့်ခုရွယ်ချက်တွေနှောင့်နှေးမယ်အတိုက်ခံပြဿနာဟောင်းတွေပြန်လည်ဖြေရှင်းရတတ်တယ်တောင်ရကုန်တည်သွားစရာနည်းရှိတတ်တယ်နေ့ စနေနေ့ဒီတနင်္ဂနွေတွင်သွားလာခရုဆက်ရမယ်19ရက်နေ့မှာထူးခြားတဲ့ကံပြောင်းလဲတဲ့တယ်လန်ပေါ်မယ်အရာရာဆင်ပြေမယ်ဒါပေမဲ့ဆာဝေဆာတဲ့လက်မှတ်ထိုးတွေကိုကျင်ငွေကြီးကိစ္စပြောဆိုခြင်းတွေမှာအငင်းပွားတဲ့20ရက်နေ့ကတော့အလုံးစုံကံကောင်းခြင်းနဲ့အဆင်ပြေတိုးတက်ခြင်းတို့ရဲ့ကောင်းဆုံးကျိုးဆက်နှစ်သာရတွေကိုရရှိမှာပါတနင်္လာနေ့ငါးနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေမွေးသူတွေဒုက္ခပေးတတ်တယ် တင့်ငါကိုကနန်းနေကျိုးပြတဲ့အဝါရောက်နေမောရောက်နုနေအောင်တို့ကိုသုံးပြီးတော့လူရှိရာဆန္ဒပြုရယ်ဆူတောင်းပြတတ်တယ်။ကောင်းခြင်းကံထမနဲ့တိုးတက်ခြင်းများ ရရှိစေရန်တို့ကအဝါရောက်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့အလိုရှိရာဆန္ဒပြုရယ်လူရဆန္ဒပြခြင်းအစဉ်ပြခြင်းကံကောင်းခြင်းကို ရရှိပါလိမ့်မယ်။ယေရှုတည်းမှာ ပုံထူးနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ရောလာ15ရက်ကနေ21ရက်နေ့အတွင်းမှာအလူဒါနအလူမင်္ဂလာကိစ္စတွေပေါ်ဝင်ပတ်သက်ရမယ်မြေတားရေကန်ကောင်းမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်ကောင်းသောသတင်းစကားကြုံမယ်မိသားစုနဲ့ပတ်သက်သောကောင်းသောနိမိတ်နဲ့ကျိုးပေးခြင်းကံတွေဖြစ်ပေါ်ခြင်းချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ဖြစ်ပေါ်ခြင်းကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတို့ရဲ့ကောင်းသောနှစ်သာရပေါ်ထွန်းခြင်းတွေရှိနေတယ် ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနှစ်သာရတွေကျုံးကိုကျုံးပဲဒီကလကံကောင်းတဲ့ကလအခက်အခဲလုံးကြော်လွှမ်းနိုင်တဲ့ကလစူပေါင်းလုပ်ငန်းလုပ်ရအကျိုးရှိမယ်ဒီလို့သမျှကြံစည်သမျှအောင်မြင်မယ်16ရက်နေ့သိရေးကြည့်တယ်အဲ့ဒီကတကြံတဲ့နေ့တကြံတဲ့နေ့ကပုထုနေနဲ့တိုက်ဆိုင်တော့ပုထုနေမွေးသူတွေတာစားတယ်အတာစားတယ် အတန်သင့်တယ်အတာစားခြင်းနဲ့ပတ်သက်တဲ့အညံ့တွေလွတ်ဖို့နဲ့ကောင်းခြင်းခံတွေရဖို့အတွက်ကိုစီစဉ်လို့ရတယ်တကြံတက်ချိန်ကိုသိရမယ်တကြံတက်ချိန်ဖြစ်တဲ့မနေ့စေနိုင်42မိနစ်20စက္ကန့်ချိန်မှာပုံထုနဲ့မွေးသူအားလုံးတို့ဟာအရှိမြောက်ရက်ကိုမျက်နှာမူပြီးတော့ကုသိုလ်ကောင်းမှုပြုအဲ့ဒီမှာ အတာတက်ခြင်းနဲ့ပတ်သက်တဲ့နေ့ရက်မှာအဲ့ဒီအချိန်ကိုကိုကစနစ်တကျလုံလိုက်တယ်ထူးခြားတဲ့ကံကြိုးပေးမှုတွေအနာဂတ်တစ်နှစ်အတွင်းရရှိမယ်ဆက်လက်ပြီးတင်ပြချင်တာကတော့18ရက်နေ့ရောက်လာတဲ့အခါကျငွေကြေးကံလုပ်ငန်းကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်နှစ်စန်းတည့်ရက်နေ့ဟာထူးခြားတဲ့လက်ဖွင့်ခြင်းမှာကိုယ်ထံရောက်လာမယ်ဒါပေမဲ့မတော်တဆညေကူဆက်ရမယ် အရှိတောင်ရက်ကုန်တီ သွားစရာနေဖြစ်တဲ့တဲ့ညနေ3နိုင်တဲ့၄နိုင်ခွဲအတွင်းသတိရှိရမယ်။ဆက်ရှိရနေ့အရာရာသတိရှိရမယ်နေ့ရံပတိဘက်ကတွေဖြစ်တဲ့တဲ့အနောက်ဆက်တွေများတဲ့တဲ့စိတ်ရှုပ်စရာတွေရှိတဲ့တဲ့အဲ့ဒီမှာတောင်ရက်ကုန်တီသွားစရာနေရှိတဲ့တဲ့နေကင်း7နိုင်တဲ့၃နိုင်ခွဲအတွင်းသွားလာဂူးဆက်ရမယ်။၁၉ရက်နေ့မှာမထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းဆုံးကျိုးဆက်ရရှိမယ်။ ဆုံးဖြတ်ခြင်းမှန်မြဘဝတိုးတက်မယ်20ရင်းနေရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းကြုံမယ်20ရင်းနေလက်ပွင့်ခြင်းကံပွင့်ခြင်းအရာရာအောင်မြင်မှုရဲ့နှစ်သာရကိုရခြင်းရဲ့ကံကြမ္မာရဲ့အခွင့်အလမ်းကိုပေါ်ပေါက်မယ်တပတ်တာကာလအတွင်းတင်းနယ်လာသောကြရင်ကနေမွေးသူတွေကောင်းကျိုးပေးတယ်ကြာသာပရိစနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်6ထုံကိုကနအကျိုးပေးတယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်ကိုတော့ အဲ့ဒီမဟာတကြံအတက်နေ့အဲ့ဒီနေ့မှာတကြံတက်ချိန်ကစပြီးဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတနေ့တာတိဆက်လက်လုပ်သွားပါအဲ့ဒီတကြံတက်နေ့ဗုဒ္ဓနေ့နဲ့တိုက်တဲ့နေ့မှာ ကုသိုလ်ကောင်းမှု ကိုကိုတားသမျှလုပ်ရင်လုပ်သလောက်အကျိုးရှိမယ်တကတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဇာတာပတိနေ့မွေးစွာလုံးမင်္ဂလာပါ2025ခုနှစ် ဧဘရုဆန်ငါရကန်နေ27ရက်နေ့အတော်တွင်မှာအပြန်ဆိုင်နေကြားတဲ့အတိုးတက်မှုလမ်းကြောင်းတွေပေါ်လာနေမယ်တခါမှမလုပ်ဘူးတဲ့ကိစ္စဒီချိန်တော့ဖြစ်နေမယ်မရွယ်ထားပဲဆောင်ရွက်လိုက်တဲ့ကိစ္စထူးခြားတဲ့အကျိုးဆက်ကောင်းဖြစ်ရရှိနေမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စအနေကျိုးဆက်ကောင်းကိုရရှိလာနေမယ်သုံးဆွဲလိုက်တဲ့ငွေကြေးရည်ကောင်းသောအကျိုးဆက်တွေပြန်လည်ရရှိနေမယ်ကိုယ်ကနေကူညီလိုက်တဲ့သူအောင်မြင်သွားနေမယ် အရဝေးကိုသွားဖို့ကိစ္စစီစဉ်တာအစင်ပြေလိမ့်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပွင့်ပြီးတော့ဘဝတလန်းတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်အရာရာတိုက်ခတ်နေတဲ့ရှင်ပြီးတော့မယ်15ရက်နေမှာပြီးမှလူရပြည့်စုံမယ်16ရက်နေပြဿနာဟောင်းတွေဖြေရှင်းရမယ်ရန်တိုက်ခတ်နေတဲ့ထိတ်တိုက်တွေ့မယ်အဲ့ဒီကမဟာဒဇန်တက်နေဖြစ်တဲ့ဒဇန်တက်ချိန်ဖြစ်တဲ့မနေ့စေနိုင် 42မိနစ်20ခန့်အချိန်မှာကုသိုလ်ကောင်းမှုတစ်ခုခုပြုတ်လိုက်ရင်လည်းအဆင်ပြေတယ်18ရက်နေ့အရာရာကောင်းခြင်းလူရပြည့်စုံခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပတ်သက်တဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်တဲ့နှစ်စန်းတည့်နေ့ပါပဲဒါပေမဲ့ဒီမဟာယကျမ်းဖြစ်နေတော့အသွားလောက်ယူဆက်ရမှာပေါ့ညနေ3နိုင်နဲ့4နိုင်ခွဲချင်းသွားလောက်ယူဆက်ရမယ်ပြီးတော့အရှိတောင်ရက်ကုန်တည်သွားစရာနေ့ရှိတတ်တယ်16ရက်နေ့မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ် အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်ဘဝကံတက်မယ်ဒါပေမဲ့အိန္ဒိယနဂဘော်ရက်နဲ့တိုက်နေတယ်တောင်ရက်ကိုတည်သွားစရာနေရှိတဲ့နေ့ဆရနိုင်တဲ့တန်တိုင်ခွဲတွေမှာတော့အနေလွှမ်းမိုးနေတဲ့သတိရှိရမှာပေါ့စကောရက်နေ့မှာငွေချေးကံလက်ကံကောင်းတယ်စီးပွားကံပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတွတ်တဲ့20ရက်နေ့ကတော့မှန်းနာတဲ့လက်တွေကွာမယ်လုံးလိုက်တာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်နေကင်းကြော်ပြီးမှပြန်ဆင်ပြေမယ် ၂၁ရက်နေ့မှာဆုံးဖြတ်ချက်မှန်မယ်အလုတ်တိုးတက်မယ်ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းကံကောင်းခြင်းကိုမလွဲသေးချပေါ့ကျုံ့ထွေရပါလိမ့်မယ်တနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နောက်ဆက်တိုက်ခန့်လေးတွေရှိလိုက်တဲ့တစ်လေးခွန်ကနန်းနေ့ချိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့သုံးပြီးတော့လူရှိရကိစ္စတို့ကိုလုတ်ကင်နိုင်တယ်ကောင်းခြင်းကံကြမ္မာနဲ့ ိုးတက်ခြင်းတွေရဖို့အတွက်ရွှေရည်မကြခဏဒုဒါနပြုပေးလိုက်ပါကျေးဇူးတင်ပါတယ်တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေစပြီးတော့20ရက်နေ့အတွင်းကာလဟာကိုယ့်ရဲ့ဘဝရဲ့ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရှိတဲ့အနေထားချုပ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ် ရီမန်းချက်စစ်တေကိုလက်တွေ့ကောင်ထဲပေါ်ပြီးတော့အောင်မြင်တွတ်တက်သောနေသားတစ်ခုနဲ့ကံကြမ္မာမြင့်မားသောအခြေအနေတို့ကိုဖန်တီးရပိုင်ခွင့်ကြုံနေတဲ့အနေထားကံကောင်းခြင်းနဲ့တွတ်တက်ခြင်းဖွင့်တဲ့လူမျိုးခွဲအကျိုးပေးတဲ့အရဝင်းရနဲ့ကောင်းသောသတင်းစကားကြားရမယ်ခီးကိစ္စအစဉ်ပြေမယ်ဥတီချက်စစ်အစဉ်ပြေမယ်ခြံကားခန်းကိစ္စပြောဆိုမှုအောင်မြင်မယ်နေရဝင်းကျင်စစ်တွေနဲ့ဆက်ဆံရခြင်းဒါရီအလုံးကြုံရနေမယ်စံသားရည်ဒီမှာပေါ်ပေါက်လာတဲ့ခွင့်ရည်စစ်တွေကိုလက်တွေ့ ဆောင်ရွက်ပြီးကိုယ့်ရဲ့အောင်မြင်မှုကံကြမ္မာကိုဖန်တီးနိုင်တယ်။ဆက်ချောင်းရဲ့နေငွေကြေးကံကောင်းမဲ့လက်ဖွင့်မဲ့တကြံတက်နေတကြံတက်ချိန်ဖြစ်တဲ့မနေ့စနေနိုင်42မိနစ်20စက္ကန့်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါ။ကောင်းခြင်းကံတွေရလာနိုင်မယ်။16ရက်နေ့နှစ်စန်းတည့်နေ့ကောင်းသောကုသိုလ်ကောင်းမှုပြုရကောင်းတယ်။အဲ့ဒီနေ့မှာလည်းလက်ဖွင့်မဲ့ကံဖွင့်မဲ့လူပြည့်စုံမယ်။ဒါပေမဲ့အဲ့ဒီနေ့ဟာမဟာယဇ်နဲ့တိုက်ဆိုင်နေတော့အသွာလာကြီးဆိုင်ရမယ်။ အရှိတောင်ရက်ကိုသွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြမှာအသွားလာကြည့်ဆံပဲလူလေးယောက်တူသွားခြင်းမပြုနေအချင်းရှိဆက်ရှိနေရတော့ရာရာဆင်ပြေသွားဒါပေမဲ့အဲ့ဒီနေရာငကပုံရက်နဲ့တိုက်တယ်တောင်ရက်ကိုတီသွားစရာနေရှိတတ်တယ်နေ့7နိုင်နဲ့10နိုင်ခွဲကြသတိထားရမယ်ဝေချေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ထူးခြားတဲ့ဆင်ပြေမှုပေါ်လာမယ်19ရက်နေ့မှာဥတီကျက်တဲ့တိုးတက်မှုသစ်တွေရဲ့နှစ်သာရကိုရရှိမယ်အဲ့ဒီ ကံကြမ္မာနဲ့ရပိုင်ခွင့်သစ်တွေပြန်လဲရရှိပြီးတန်လန်းပေါ်မယ်။၂၀ရည်မှာရန်တိုက်ခါလုံးကိုကျော်လွှားပြီးဘဝတိုးတက်မှုကိုရရှိမယ်။၂၁ရည်မှာရပိုင်ခွင့်တွေလဲဝယ်ရခြင်း၊စီဝါကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။ကြာသပတိနဲ့ဗုဒ္ဓနဲ့စနေနဲ့မွေးစုတွေကောင်းကျိုးပေးမယ်။ဒနေ့ကတွေတင်းလာမွေးစုတွေဒုက္ခပေးတတ်တယ်။နှစ်ခွန်ကိုကနန်ကျိုးပေးတဲ့အစိမ်းရောင်အဖြူရောင်မိခွန်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင် ထူးခြားသောကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိနေမယ်။နေနီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုစေဝါလူဒါနာပြုပေးလိုက်ပါ။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတောအတွင်းမှာရံများမယ်တိုက်ခတ်များမယ် သူတပားကြောင့်ကိုရွယ်ချက်တွေနှောင့်နှေးမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်ရမယ်ဝေကြေးပေးယူကိစ္စအစအငင်းပွားစရာရှိတတ်တယ်။နောက် အတိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးမှအဆင်ပြေမယ်လုပ်ငန်းဟောင်းတွေတဖြည်းဖြည်းရက်ပြီးတော့အစ်စ်ကိုဥတည်နေတယ်ကံစစ်ဘက်ကိုဥတည်ဖြစ်ထွန်းနေတယ်ဒီဖြစ်ပေါ်မှုတွေကကိုယ့်ရဲ့အနာဂတ်စစ်နဲ့ဆက်နွယ်နေတယ်ကောင်းခြင်းကံကြမ္မာတော့ဆက်တိုက်ဖြစ်တော့မယ်မတော်တဆနဲ့ဂယူဆက်ရမယ်ခိုင်းစကားရည်နဲ့အရာရာသတိရှိရမယ်နေဖြစ်တယ် အပျော်ကျူးတဲ့သူနဲ့တွေ့တယ်ဒီကုမ္ပဏီရဲ့ရှိတတ်တယ်16ရက်နေ့အရာရာစင်ပြေပဲအဲ့ဒီမှာမဟာသဂျန်တက်နေသဂျန်တက်ချိန်ဖြစ်တယ်မနေ့စနေ49မိနစ်ချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါထူးခြားတဲ့ကောင်းခြင်းကံတွေကြုံမယ်16ရက်နေ့နေ့စတဲ့ရက်နေ့ဖြစ်တယ်အရာရာစင်ပြေခြင်းတိုးတက်ခြင်းနဲ့ကောင်းခြင်းနှမိတ်ကိုကြုံမယ်စိတ်ချမ်းသာစရာလည်းရှိမယ်ဒါပေမဲ့အဲ့ဒီကမဟာယဇ်နဲ့တိုက်နေတော့ အသွားလာဂယူဆက်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာအထူးပြုဂယူဆက်ရမယ်တနေ့တာကာလအတွင်းရှေ့တောင်ရက်ကုန်တည်သွားစေရင်လည်းအနည်းရှိတော့ဂယူဆက်ရမှာပေါ့ဆက်ရှိရနေရတော့ငွေကြေးရပိုင်ခွင့်တွေလည်းဝယ်ပြောင်းရခြင်းဘဝတိုးတက်ခြင်းကံပြင်းမခြင်းတွေကိုကျုံ့တွေ့နိုင်တယ်ရှင်ပြိုင်မှုမှမများအောင်မြင်မယ်ဒါပေမဲ့အိန္ဒိယငကဘောရက်နဲ့တိုက်နေတဲ့အတွက်တောင်ရက်ကုန်တည်သွားစေရင်ရှိတတ်တယ်အချိန်ကာလအဖြစ် နေ၁၂နိုင်တဲ့တန်တိုင်ခွဲကြသွားနာကြည့်ဆက်ရမယ်၁၉ရက်နေ့မှာရံများတတ်တဲ့တိုက်ခတ်များတတ်တဲ့စေတနာဝေဒနာဖြစ်တတ်တဲ့၂၀ရက်နေ့မှာတော့ကောင်းခြင်းမင်္ဂလာစိတ်ချမ်းသာစရာအကျိုးပေးမှုနဲ့အစဉ်ပြေမှုလေးတွေရှိမယ်ရာရာကောင်းသောနှမိတ်နဲ့ကောင်းသောကံကြမ္မာတို့ရဲ့အနစ်သာရကိုရရှိမယ်ဒီတပတ်တော်ကာလအတော်တွင်မှာတနင်္လာတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ ပုထုနှင့်မွေးသူများကြောင့်စိတ်နှောက်ရှက်လေးသည်များတတ်တယ်။တစ်လေးကိုကနန်းနေချိုးပေးတယ်။အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလို့ရှိရာကိစ္စတွေဆောင်ရွက်ရင်အောင်မြင်ခြင်းချိုးပေးခြင်းနဲ့ကံမြမခြင်းတွေကိုရရှိပါလိမ့်မယ်။ကောင်းခြင်းကံကြမ္မာများ ရရှိစေဖို့အတွက်ကိုဒီကာလတော်တွေမှာအိနိဗ္ဗာန်မှာ ရွှေရည်ဝေမြလူတန်းချင်းကုသိုလ်ကိုပြုပါ ထူကြတဲ့ကောင်းခြင်းတွေရလာပါမယ်ကျေးဇူးတင်ပါတယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ရက်နေ့21ရက်နေ့အတွင်းကာလဟာထူကြသောပြောင်းလဲတွေဆက်တိုက်ဖြစ်တည်နေတယ် ရေမှန်းချက်တွေရေရွက်ချက်တွေသစစပြောင်းလဲဖြစ်တည်မယ်ဒီကာလတွေမှာတနည်းကတွေကြုံမိသားရာဒီကိုစတဲ့ဝင်လာပြီးတော့ရာဒီကွင်တစ်ခုထဲမှာတနည်းကတွေရောက်တဲ့ကာလတနည်းကတွေရဲ့စွမ်းသက်တွေအမတန်ကြီးမားတဲ့အချိန်ကာလကိုဖြတ်သန်းနေတဲ့အချိန်နဲ့ကံကြမ္မာလှည့်ပြောင်းနေရထူးခြားစွာရှိလိမ့်မယ်ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်ခရီးကိစ္စပြောင်းလဲကိစ္စတွေဆင်ပြေမယ် သူတပန်းနဲ့ကိုနေကြအယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့စန္ဒရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖော်ရန်အတွက်အထူးကောင်းတဲ့နေတာအောင်မြင်တဲ့ခြေနေတွေကိုရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေထိုးလောက်ခံခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ကိုရရှိမှာဖြစ်ပါတယ်စံကားရည်နေမှာရပိုင်ခွင့်နေပြန်ရမယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်၁၆ရည်နေထူးခြားတဲ့ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေပွင့်ပေါ်တဲ့နေတစ်ခုဖြစ်တယ် 16ရက်နေ့ဟာမဟာဒကြံအတက်နေ့ဖြစ်ပါတယ်အဲ့ဒီနေ့မနေ့စနေ42မိနစ်20စက္ကန့်အချိန်မှာမဟာဒကြံတက်ပါတယ်16ရက်နေ့မြန်မာနေ့စန်းတရက်နေ့ကိုရောက်ရှိတယ်မြန်မာနေ့စန်းတရက်နေ့မှာအရာရာကောင်းသောကုသိုလ်ကောင်းမှုတို့ကိုပြုရဲထူးခြားတဲ့ကံကောင်းခြင်းရဲ့နှစ်သာရကိုရမယ်အဲ့ဒီနေ့မှာ မဟာယကျမ်းနဲ့သွားပြီးတော့တိုက်ဆိုင်နေတယ်။လာမယ့်နေ့ကမဟာယကျမ်းနဲ့နှစ်ဆန်းတည်းနဲ့သွားတိုက်တော့အဲ့ဒီနေ့မှာအရှိတော်ရကုန်ဒီသွားစံနေရှိတတ်တာကိုသတိထားရမယ်။အပြောလွန်ကြီးနေမရှိစေရ။ညနေ3နိုင်နဲ့4နိုင်ခွဲကြအနည်းရှိနေတယ်။ဆက်ရှိရနေရတော့ ငွေကြေးကလုပ်ငန်းကဘဝကနေအတွက်ကောင်းတဲ့နေတစ်ခုဖြစ်တယ်။ဒါပေမဲ့အဲ့ဒီမှာနဂဘောရင်းနဲ့တိုက်တော့မတော်တဆအန်ဒီကိုလည်းသတိရှိရမှာပဲပေါ့။အထူးသဖြင့်တောင်ရက်ကိုတည်သွားစဉ်အနေရှိတတ်တယ်။နေ့၁၂နိုင်ကနေတနိုင်ခွဲအတွင်းအသွာလန်နေတိုင်းကျူဆိုင်ရမယ်။၁၉ရက်နေ့မှာတော့ကောင်းသောကံဖြစ်ထွန်းမှုတွေရောက်လာမယ်။ 20ရက်နေ့မှာလူမျိုးခွဲလူမျိုးကြားချိုးပေးတယ်။21ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတွေနဲ့အရာရာဆင်ပြေသောထွတ်တဲ့သော ခြေနေကောင်းတွေကိုရရှိမယ်။ဒီကာလအတော်တွေမှာတနင်္ဂနွေနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းတယ်။ကိုယ်ချိုးပေးလိမ့်မယ်။တနင်္လာနေ့ဂျာသာမင်းနေ့မွေးသူတွေနဲ့ပူးပေါင်းတာကနေစိတ်နှောင့်ရှက်တွေဖြစ်တတ်တယ်။ နံပါတ်2ခုကိုကနန်းနေအကျိုးပေးတယ်။အဖြူရောင်စင်းရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်သုံးဆွဲရမှာဖြစ်ပါလေ။ဒီစံတည်းနေမှာကုသိုလ်ကောင်းမှုကိုပြုပါ။အနည်းပါးသို့ရွှင်ရင်အေးတိုက်ကြွေးခြင်းလူဒန်းခြင်းပြုပါထူကြတဲ့ကံလေးတွေပေါ်ထွက်လာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။